တန်းစင်ရဲ့ဝမ်ကစားမဘွားဖြတ်တန်းမှုနဲ့နိုင်ပွဲပြန်ရွားမယ့်အချိန်ဘွားလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုအမ်ပါဝမ်စပေါ့စ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မြန်မာဖိုင်တာတန်းစင်ကဝမ်ချန်ပီယံရှစ်ရဲ့အလားအလာအကောင်းဆုံးကျယ်ဝင်းတစ်ခုဖြစ်ထင်ကြီးပေးခံခဲ့ရဘူးလေပွဲဥရနှစ်ပွဲဆက်အနိုင်ရပြီးတဲ့နောက်မှာမြန်မာပြည်သက်တွေရဲ့စောင့်ကြည့်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့တန်းစင်က သုံးပွဲဆက်အဆုံးကိုကြုံတွေ့ထားလိုက်ရပြီ။လာမယ့်နိုဝင်ဘာလ9ရက်နေ့မှာရှင်ပြိုင်မဲ့ပွဲစဉ်ကတန်းစင်တွက်တော့အရေးကြီးတဲ့ပွဲစဉ်ဖြစ်လာပါလိမ့်။တန်းစင်နေနဲ့သုံးပွဲဆက်အဆုံးကိုရပ်တန့်နိုင်မလား၊နိုင်ဝင်တဲ့သူပြန်လာမလားဆိုတာကစိတ်ဝင်စားစရာပါ။အခုလာမယ့်ပွဲစဉ်ကတန်းစင်ရဲ့ရှေခီးတွက်အရေးကြီးတဲ့အဆုံးဖြတ်တစ်ခုလည်းဖြစ်လာပါလိမ့်မယ်။နိုဝင်ဘာလ9ရက်မှာ Common Rise နဲ့ရှင်ပြိုင်မဲ့ပွဲစဉ်ကြောင်းမပြောခင်တန်းစင်ရဲ့ One Championship ဖြတ်သန်းမှုကိုပြန်ပြီးတော့ပြောချင်ပါလိမ့်။2024 February မှာတန်းစင်ကသူ့ရဲ့ပွဲဥတွက်ကိုဝမ်းမှာစတင်ပါလိမ့်။ Time Fighter Giant Sin ဆိုတဲ့လူငယ်ကစားမားတွေတွေ့ခဲ့တာပါ။ဝိုင်းကတော့တန်းစင်ကို low kick game ဖြစ်နေမိတ်ဆက်ခဲ့ပါလေ။ဝိုင်းကညှိုးဆိုသလိုလဲတန်းစင်ရဲ့ကန်ချက်တွေကရှင်းလင်းနဲ့တိကျတယ်။ပြီးတော့ power အပြည့်နေပါ။ Giant Sin နဲ့တန်းစင်ပွဲကတော့ပွဲကောင်းတစ်ပွဲပါပဲ။ပထမချီမှာအကျိတ်နဲ့ကြီကောင်းခဲ့ပါလေ။ဒါပေမဲ့ဒုတိယချီမှာတန်းစင်ကဘယ်ဖြောင်းတစ်လုံးအပိုင်ပြစ်သွင်းပြီးတော့အလဲထိုးနိုင်သွားခဲ့ပါလေ။တန်းစင်ကိုဝိုင်းကသတိထားမိလိုက်တဲ့ပွဲစဉ်ဖြစ်လို့မြန်မာပြည်သက်အောင်စူးစိုက်မှုတွေလဲတန်းစင်ပေါ်စတင်ရောက်ရှိခဲ့တဲ့ပွဲပါ။ တန်းစီရဒုတိယပွဲစဉ်အဖြစ်ကတော့1 Championship ဘက်ကတိုင်းစားမတိုင်းစောကြုံနဲ့တဲပေးခဲ့နောက်24 April လတွေမှာပဲဖြစ်ပါတယ်ပထမပွဲပြီး2လဝင်းကျင်မှာပဲပွဲထပ်ပေးခဲ့တာလည်းဖြစ်ပါတယ်တိုင်းစောကြုံက Wi-Fi Fighter တယောက်ဖြစ်ပါတယ်ဒါပေမဲ့တန်းစီနဲ့ပွဲမှာတော့သူဘာမှလုံးမပြနိုင်ခဲ့ပါဘူးတန်းစီရလိုကစ်တွေတောင်တိုင်းစောကြုံပထမအချီမှာရင်အမှတ်စဉ်အချိန်ချင်းရီခန်းကရှုံးပေးလိုက်ရပါတော့တယ်ဒီတိုင်းပွဲကြောင့်မြန်မာပရိသတ်တွေရဲ့တန်းစီကိုအားပေးမှုကပိုပြီးတော့ကျန်းလာတယ်ဝမ်ဘက်ကလည်းတန်းစီကိုပိုပြီးနေရာပေးလာခဲ့ပါတယ် ။တန်းစီရဲ့နောက်ပွဲကဂျပန်ဖိုင်တာတာကဲဦးနဲ့ပွဲဖြစ်လာခဲ့ပါတယ်။တာကဲဦးက K1 ချန်ပီယံနိုင်မကျော်ကစ်ပေါင်းစင်သမားပါ။တန်းစီနဲ့မထိုးခင်စူပါလက်နဲ့ရှင်ပြိုင်ထားတယ်။တာကဲဦးရှုံးပေမဲ့ပွဲကကောင်းခဲ့ပါတယ်။တန်းစီနဲ့ပွဲပြီးရင်လည်းတာကဲဦးကနိုင်မကျော်ရော်တန်နဲ့ဂျပန်မှာရင်ဆိုင်ဖို့ပွဲရထားပြီးသားပါ။ထိုးချေဘတ်သိန်းချီတန်းချီပေးထားတဲ့တာကဲဦးကိုရော်တန်နဲ့မထိုးခင်မှာပြန်လည်စမ်းတင်ဖို့ဝမ်ဘက်ကနေစီစဉ်တဲ့ပွဲလို့ယူဆလို့ရပါတယ်။တန်းစင်တဲ့တာကဲရူပွဲကမွေထိုင်းပွဲမဟုတ်ပါဘူး။ကေပောင်စင်ကောင်းစင်အောက်ကပွဲစင်မှာ အသက်16နှစ်အရွယ်လူငယ်လေးတန့်စင်တွတ်တော်ကေပောင်စင်ကိုစတင်ထိတွေ့အစမ်းသက်ခံရမဲ့ဘွဲစင်ပဲဖြစ်ပါတယ်။တန့်စင်နဲ့ထာခဲရူဘွဲစင်ကိုနောက်24စက်တင်ဘာ29မှာကျင်းပခဲ့ပါတယ်။မြန်မာပရိသတ်တွေသာမကဝမ်ပရိသတ်တွေပါစောင့်ကြည့်ခဲ့တဲ့ဘွဲစင်လည်းဖြစ်ပါတယ်။ရော်ထန်ကိုတိုင်းလာကြည့်ပြီးတော့နောင်ဘွဲသူနဲ့တွေ့ရမဲ့ပြိုင်ဘက်ထာခဲရူကိုအားပေးခဲ့ပါတယ်။တကယ်လို့များထာခဲရူသာတန့်စင်ကိုရှုံးသွားခဲ့ရင်ရော်ထန်နဲ့ဘွဲကိုတေးကြပေါက်ထိခိုက်သွားပါလိမ့်မယ်။ဝမ်ကလည်းထာခဲရူအနိုင်ရမလို့တေးကြပေါက်တွတ်ပြီးတော့ရော်ထန်နဲ့ဘွဲမတိုင်ခင်တန့်စင်ကို ဒါကရဲဦးနဲ့ပေးတွေးလိုက်တာပါပထမချီမှာတန်းစီရင်ဘဲဝိုက်တလုံးကြောင့်ဒါကရဲဦးအမှတ်စဉ်ကြီးခံလိုက်ရပါတယ်ဒါကရဲဦးအမှတ်စဉ်ကြီးခံလိုက်တာကိုကြည့်ပြီးတော့ရော်တန်တယောက်ခေါင်းတစ်ခါခါလဲတဆန့်ဆန့်နဲ့စိတ်ပြက်လက်ပြက်ဖြစ်ခဲ့ရသေးတယ်ဒါပေမဲ့ဒုတိယချီမှာတော့ဒါကရဲဦးက Frankie Pushkit တွေအသုံးပြုပြီးဝမ်းမှာတန်းစီနဲ့ပထမဆုံးရှုံးပွဲဂျုံတွေးခဲ့ရတယ်ပြီးတော့ဒီပွဲပြီးမှာတန်းစီကိုဝမ်းကစာချုပ်တရက်ပေးခဲ့လို့သတင်းတွေထွက်ပေါ်ခဲ့တယ်တန်းစီရဲ့နောက်ထပ်ပွဲတွေလည်းထပ်ရခဲ့တယ်နောက်ထပ်ပွဲကတော့မာဂုံမင်းနဲ့ Thai Fighter Suryan Lat နဲ့ဖြစ်လာခဲ့ပါတယ် နောက်25ဇန်နဝါရီတွင်မှထိုးသားခဲ့တာဖြစ်ပါတယ်ပထမချီမှာတန်းစီရဲ့လိုကစ်တွေကြောင့်ဆူရန်လက်အလဲလဲပြူပြူပါပဲတန်းစီနိုင်ရလို့နှီးပါဖြစ်ခဲ့တာပါဒါပေမဲ့ဒုတိယချီမှာဆူရန်လက်ရဲ့ဝေယုံမင်ကျွဲခတ်လက်သီးချက်တွေအောက်မှာဆူရန်လက်နဲ့ပွဲပြီးတန်းစီအရှုံးပေးခဲ့ရပြန်ပါတယ်တန်းစီပွဲဝေးသွားတာနောက်25ဩဂတ်လမှာပွဲပြန်ရပါတော့တယ်ဂျားရဲမှာတန်းစီသူ့ရဲ့မျက်လုံးအခြေအနေကြောင့်ပွဲတစ်ပွဲပြတ်ခဲ့ရတယ်နောက်တစ်ချိန်မှာဆုံးခဲ့ရတာကတော့ကင်ဆာလက်နဲ့ဖြစ်ပါတယ်ကင်ဆာလက်ကထီပေါက်လှတယ်နီးစလစ်စုံလို့ပါဝါလဲကြီးတယ် ဒါပေမဲ့ဂင်ဆန်လက်လည်းတန်းစင်လိုပဲမာကုံရော့တဲ့ဈာမဖြစ်ပါတယ်။တန်းစင်နဲ့ဂင်ဆန်လက်ကခက်စင်စင်တူတဲ့ဈာမတွေပါ။ပုံစံတို့နှစ်ယောက်ကိုဝမ်းကတဲပေးလိုက်တာဖြစ်ပြီးတော့မားတဲ့သူခံဆွဲသဘောမျိုးနဲ့လှုပ်ပေးလိုက်တာပါ။တန်းစင်ကအမားရင်းပူများခဲ့ပါတယ်။နိုင်ကြည်စိတ်များနေလို့လည်းသူ့အတွက်ဖိအားတွေဖြစ်နေ။အမားများတဲ့တန်းစင်ကိုဂင်ဆန်လက်ကပထမချီမားတဲ့အလဲထိုးနိုင်ရသွားတယ်။ဂင်ဆန်လက်နဲ့ပွဲမတိုင်ခင်မှာစူပါလက်ရဲ့ဂျေမာတန်းစင်သွားပြီးတော့လေးကျင်သေးတယ်။ပွဲထိုးတော့လည်းစူပါလက်ကိုယ်တိုင်တန်းစင်ရဲ့ဒေါ့မှာပါလာတာကိုလည်းအမှတ်တရလို့ဆိုနိုင်ပါတယ်။ လာမယ့်ပွဲစဉ်အတွက်လည်းတန်းစီယာစူပါလက်ဂျင်မှာလာနိုင်ချီပြီးတော့အချိန်ပြင်းစင်လေးကျင်နေပါတယ်ဒီကောက်ရင်ဆိုင်ရမှာကထိုင်းဖိုက်တာကွန်ဘနွိုင်းပါကွန်ဘနွိုင်းကနာမည်ကျော်ဆက်ဆန်ညီအရင်ဖြစ်သူမြန်မာဖိုက်တာမိုးထောင်နဲ့ဆွန်ရက်တို့ကိုအနိုင်ထားတဲ့သူလည်းဖြစ်ပါတယ်ကွန်ဘနွိုင်းရဲ့အကြောင်းအသေးစိတ်ကိုနောက်ထပ်စီစဉ်မှာဆက်လက်တင်ဆက်ပေးပါဦးမေဘလို့အဖြစ်တန်းစီနေနေကတော့သုံးပွဲဆက်အဆုံးကိုရပ်တန့်နိုင်ကွန်ဘနွိုင်းနဲ့ပွဲစဉ်မှာရလက်ကောင်းပြန်လည်ရယူနိုင်မှုလိုအပ်နေပြီဖြစ်ပါတယ်